သူတို့လှူလိုက်တဲ့ဓမ္မပူဇော်လေးဘုန်းကြီးတို့တခါတလေကြတော့စိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတာဘာလဲဆိုရင်သူတို့လှူလိုက်တဲ့ဓမ္မပူဇော်လေးတွေချိန်လိုက်လို့ရှင်ရှင်ရသားတွေရဲ့ခါးကြားကထွက်လာတဲ့အနွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူကမြတရားနာခြင်းရှာနှုန်းတို့ပိုက်ဆံပေးနာရတဲ့အသေးပဲမျိုးဖြစ်နေတယ်ဒါမှဖြစ်တယ်မို့ဓမ္မပူဇော်လှူတဲ့လူက လူချင်းလူမလူချင်းနေဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရဓမ္မပူဇာရလို့တရားပွဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာတူတဲ့လူတဲ့ကုသိုလ်ပဲသူကလည်းတရားကို ပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲ အဲ့ဒါကိုမမြော်ကိုရအောင်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းဝယ်တကူဖြစ်လာနိုင်ပေါ့ဒါမရှိကြဘူးဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာနေဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတပါဘယ်တော့ထုတ်မပြောတော့ဘုန်းကြီးတို့ကလည်းလူဆုံတော့ကြားရတဲ့ပေါ့အံမျိုး တရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ်တရားပွဲစီစဉ်တဲ့ပုံစံတွေကခဏနေပါအောင်ခဏနေပါအောင်စဉ်ဟင်းရှင်းလို့မပြီးသေးလို့အဲ့ဒါပါလို့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်စက်ဟားကားကဘလောက်ဖြာဟားကားကဘလောက်မင်းဟားကားကဘလောက်ဆန့်ဟားကားကဘလောက်ဆိုတာအဲ့ဒီစဉ်ဟင်းရှင်းတာမပြီးသေးတော့ဓမ္မပူဇာကိုမထုနိုင်သေးဘူး ဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးမမပြေမှာဒီလိုဖြစ်နေတာ၄ရှိတယ်အဲ့ဒါမျိုးတော့မဖြစ်သင့်ဘူးအဲ့ဒါလိုမဖြစ်သင့်ဘူးဒါကြောင့်မလို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခံတာဟာမမှန်ကန်ဘူးလို့ခေါင်းကြီးတို့ကတော့ခံစား။ဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာကျင်လို့တာရတဲ့ပုဂ္ဂိုလ်က အလူကံဘုံထဲမှာအလူကံမထဲခဲ့ရလို့ရှိရင်အလူကံတဲ့လူကလည်းအဲ့နာမှာရှိတယ်အဲ့တော့လူမတရားအလူကံတရားလှူတဲ့ဒီဝေဗလာတဲ့ကိုပတ်စံလေးမထဲ့ပဲနဲ့ဝင်သွားရမှာသူ့ဖို့မှာရှက်ကောင်းရှက်ပေးလိုက်ဒါမျိုးကမဖြစ်သင့်ဘူးအရာနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နယ်တရားတရားပေါ့လို့လှူတာကိုသာ လက်ခံတဲ့လှူအောင်တော့ အတောင်းခံတယ်မို့ပေါ့ဘုရားတို့တော့အဲ့ဒါကိုလုံးဝမနစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုရားတို့နာမည်သုံးပြီးတော့အလူခံတယ်ဆိုတာတွေလည်းကြားဆရာတော်ကြီးကစမ်းမရေးမကောင်းဘူးအမှန်တမ်းဝမ်းလဲဆရာတွေပြောကြလူတနာလောင်အောင်တောင်းတန်တဲ့ကုသိုလ်ပဲဒါသရောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မချစ်ပင်ဟိုးလွန်ခဲ့တဲ့တစ်နှစ်ကဘုရားကစင်ကာပူသွားတာ ဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတဲ့ထင်စင်ကာပူကနေပြီးတော့အဘိဓမ္မာသင်္ဏပို့ချဖို့ရပင်နစ်မစ်စင်ပင်နအဘိဓမ္မာသင်္ဏတော့ပို့ချပင်နာကိုစင်ကာပူဆေးကုသွားမှဆေးဘူးဝါကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့အလှခံတာမျိုးခေါင်းကြီးကနောက်ကျပြန်ကြား